စင်းရဲချိုတက်လို့မျက်နှာငယ်ခဲ့ရတဲ့ဘဝကနေတိမ်မောင်းများစွာအကောင်ချခံကရှင်ပြုအလှပွဲကြီးကိုကျင်းပနိုင်ခဲ့တဲ့အောင်ချိုင်အေးအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျေးဇူးလိုက်ပါတယ်။အောင်ချိုင်အေးကအခုလက်ရှိမှာဆိုရင်စီးပွားရေးလုပ်ငန်းတွေကိုလောက်ကန်ကခိုင်မာရပ်တည်နေတဲ့ဆယ်လီတယောက်ဖြစ်လို့နေပါပြီ။အခုလိုဖြစ်လာဖို့လဲသူ့အနေနဲ့အများကြီးပေးဆက်ကစူးစမ်းခဲ့ရတာပေါ့။အောင်ချိုင်အေးတို့ကဆယ်လီမဖြစ်ခင်တုန်းကဆိုရင်စင်းရဲကချွတ်တဲ့ကြပါတယ်။မြေပနိုင်ငံမှာအလုတ်သွန်းလုံးနေခဲ့ရတာဖြစ်ပြီးမိသားစုကိုထောက်ပံ့ခဲ့ရတာပေါ့။ဒါ့အပြင်မိဘတွေနေမကောင်းမကျန်းမာဖြစ်နေတဲ့အချိန်တုန်းကလည်း ဲစိတ်ကူးဖို့စိတ်စရိတ်တောင်မရှိခဲ့ပါဘူး ဘဝနာခဲ့ရတဲ့အောင်ချမ်းကြီးကဆယ်လီဖြစ်လာတဲ့အချိန်မှာနေမိန်ညမိတ်ကိုစူးစမ်းကငွေရှောင်းစူးစမ်းခဲ့တာပါ။ရရှိလာတဲ့အခွင့်အရေးတွေကိုတောင်းချကစူးစမ်းခဲ့တာကြောင့်လည်းအခုနောက်ပိုင်းမှာကာကောင်စားတွေကိုစီးလာနိုင်ခဲ့ပါပြီ။အောင်ချမ်းကြီးကမောင်နှမတွေထဲမှာအကြီးဆုံးသားလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ညမဖြစ်သူတွေအတွက်အကိုကြီးအဖအရနေရာကနေနေကစူးစမ်းနေခဲ့တာပါ။ဒါ့အပြင်မိခင်ဖြစ်သူအရန်လှုပ်ချင်ခဲ့တဲ့ရှင်ပြူပွဲကြီးတစ်ခုကိုလှုပ်လာပေးခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကသူတို့ညီကိုရီကိုရှင်ပြုတ်ပွဲကြီးကျင်းပကလှုပ်ပေးချင်ခဲ့တာပေါ့ဒါပေမဲ့ချိုးတဲ့လွန်ခဲ့တဲ့ဘဝမှာမ လုပ်ပေးနိုင်ခဲ့ပါဘူး။ရှင်ဖြူပဲကြီးရဲ့အလို့ဒါရကမအဖြစ်လောက်ခွင့်မရခဲ့ပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲအောင်ချမ်းကြီးကမိခင်ဖြစ်သူဖြစ်ချင်းခဲ့တဲ့ဆန္ဒလေးကိုအကောင့်ထဲပေါ်ပေးလာခဲ့တာပါ။ ဒီနှစ်ပိုင်းအတွင်းမှာအလှူပွဲကြီးလုပ်နိုင်ဖို့အတွက်စုဆောင်းနေခဲ့ပါတယ်။အောင်ချိုင်းကအလှူလုပ်တဲ့အချိန်မှာဘာနောက်ဆမ်းမမတင်ရပဲလှူချင်တိုင်းလှူနိုင်တဲ့အလှူမျိုးကိုသာလှူချင်ခဲ့တာပါ။ဒါကြောင့်မို့လဲစုဆောင်းပြီးဘီကနဲရက်မှာလှူချင်ခဲ့တဲ့အလှူကြီးဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ညီဖြစ်သူတွေကရှင်ပြုတ်ပိသားဖြစ်တဲ့အတွက်တိတ်ခါထအလှူကြီးကိုလှုပ်ခဲ့တာပါ။တိတ်ခါထအလှူပွဲကြီးကိုရှင်ပြုတ်နာတော့ပွဲကြီးလိုမျိုးမြင်းတွေနဲ့အတူခန်းခန်းနားနားကိုကျင်းပခဲ့ပါတယ်။အလှူလှဲ့တဲ့အချိန်မှာလဲရွာသူလေးတွေကိုပကံခိကဝစ်စုံတွေနဲ့အလှူလှဲ့ခိုင်းခဲ့တာပါ။ ဒါအပြင်အလွန်လဲတဲ့အချိန်မှာပျော်ရွှင်စေဖို့တီဝိုင်းကားတွေလည်းငှပေးထားခဲ့ပါတယ်။အောင်ချင်းကဇာတိရွာမှာအလှပြန်လောက်တာမို့မိဆွေအပေါင်းအသင်းတွေကလည်းများလှတာပါ။ရွာတလေးထုံးစံတဲ့အညီစီကားတိုက်မြတ်အောင်ကျင်းပခဲ့ပါတယ်။ကျွေးမွေးတဲ့နေရာမှာလည်းလာသမျှလူတွေဘိုက်ကားအောင်ကိုနေစဉ်ကိုကျွေးနေကြတာဖြစ်ပါတယ်။ စိတ်ကြိုက်လှူနိုင်တဲ့လုံစိတ်ကြိုက်ကျွေးမွေးနိုင်တဲ့လှူကြီးတစ်ခုဖြစ်ခဲ့တာပါမိခင်ဖြစ်သူလှူကျင်ခဲ့တဲ့လှူကိုခုလိုလှူပေးနိုင်တဲ့အတွက်သားတယောက်နေနဲ့လည်းအောင်ချိုင်းကဝမ်းသာကျေနွနေရတာဖြစ်ပါတယ်ဒီအသက်ရွယ်မှာခုလိုအလှူပွဲကြီးလုပ်နိုင်မယ်လို့အောင်ချိုင်းနေနဲ့လည်းတခါမှမတွေးထားဘူးပါဘုံအခက်ခဲရမျိုးစုံကိုဖျက်ဆီးခဲ့ရတယ်လို့ဘသူမှဝိုင်းမထုတ်တဲ့ဘဝကနေကိုယ်တိုင်ခေါင်းမော့ရင်ကော့နိုင်အောင်စ조사ခဲ့ရတာဖြစ်ပါတယ်စိတ်နာတဲ့အရာတွေကိုအားဖြစ်ယူကခုလိုပြေဆုံးတဲ့ဘဝရအောင်အောင်ချိုင်းက조사ခဲ့တာဖြစ်ပါတယ် အောက်ချမ်းရိတ်ကအခုဆိုရင်ကိုပိုင် brand တွေလည်းထုတ်ထားပြီဖြစ်တဲ့လို့စီးပွားရေးလုပ်ငန်း၃ခုလောက်ကိုဦးစီးနေတာဖြစ်ပါတယ်။အလို့ပွဲကြီးကအနောက်ရှမ်းရှိပဲစီကားတိုင်းမြိုင်စွာနဲ့ကျင်းပပေးစီသွားခဲ့ပါပြီ။အောက်ချမ်းရိတ်ကရှေ့မှာတုန်းကလည်းငလင်ဘေးအတွက်တနိုင်သမျှအကုန်လှုပ်ပေးကကုသိုလ်ယူနေခဲ့တာဖြစ်ပါတယ်။စင်းရချိုးတဲလို့မျက်နှာငယ်ခဲ့ရတဲ့ဘဝကနေတိမ်မောင်းများစွာကုန်ချခံကရှင်ပြုအလို့ပွဲကြီးကိုကျင်းပနိုင်ခဲ့တဲ့အောက်ချမ်းရိတ်ပေါ်ဘရိတ်တိုးရဲ့အမြင်ကိုလည်းခွန်မမပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။